အကောင်းမြင်တတ်သူရှိရှိတုန်းကပေါ့မျက်လုံးတစ်ဖက်ကမ်းပြီးတော့အခြေတချောင်းမရှိတဲ့တထေးကြီးတယောက်ရှိတဲ့တနေ့မှာတထေးကြီးကအတော်ဆုံးပကြီးဆရာလေးကိုခေါ်ပြီးတော့သူ့ရဲ့ပုံတူပကြီးကားကိုအလားဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ရှေ့ဆက်ဖို့ပြောတဲ့ဒီတော့ပကြီးဆရာလေးကလည်းမျက်စိတစ်ဖက်လက်အခြေတချောင်းမရှိတဲ့သူ့ရဲ့ပုံတူကိုအလားဆုံးဖြစ်အောင်ရှေ့ဆက်ဖို့ဆိုတော့လက်တွန့်နှုတ်ဆက်နေကြတာပေါ့ အဲ့ဒီမှာပဲပကြီးဆရာတယောက်ကတထေးကြီးရဲ့ပုံလူပကြီးကကိုအလှဆုံးနဲ့အကောင်ဆုံးဖြစ်အောင်ရေးဆွဲဖို့အတွက်ဂရုပြုလိုက်ပါတယ်။အဲ့ဒီနောက်ပကြီးဆရာက ပုံလူပကြီးကကိုစတင်ရေးဆွဲပါတော့တယ်။ပကြီးကရေးဆွဲတဲ့ခါမှာတော့မြညာသူအလုံးကတန်တော်နဲ့ငေးမောရှိတူကြပါတယ်။တကယ်ကိုတထေးကြီးရဲ့ပုံလူကအလှဆုံးနဲ့အကောင်ဆုံးပကြီးကပဲလို့မှတ်ချက်ပြုလိုက်ကြတယ်။ပကြီးကားထဲမှာတထေးကြီးကမျက်လုံးတစ်ဖက်ကိုပိတ်ထားပြီးတော့မြင်းကိုခွာစီက တားကောင်ကိုလင်းမြရည်နဲ့ချိန်ရဲလို့အမဲလိုက်နေတဲ့ပုံပဲဖြစ်ပါတယ်။ဒီပုံမြင်ကိုဖတ်ပြီးတော့တွေးကြည့်မိတယ်။ဗကြီးဆရာချင်းတူပါလေးရဲ့နဲ့တခြားပကြီးဆရာတွေကရောသူ့လိုဘာကြောင့်များမတွေးမိပါလဲ။အတက်ပညာချင်းတူရင်အသိပညာချင်းကကွာခြားပါလိမ့်မယ်။အသိပညာချင်းတူရင်အလှကိုခံစားတတ်တဲ့နှလုံးသားချင်းကကွာခြားပါလိမ့်မယ်။တခြားသူတွေရဲ့အားနည်းချက်ကိုမြင်မှုကလွယ်ကူပြီးတော့အကောင်းမြင်စိတ်လေးမွေးတတ်ဖို့ကခက်ခဲနေကြလို့ပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်။မွေရေးသားသူကိုလေးစားစာနဲ့ credit ပေးပါရစေ။နောက်ဆက်အပေးမှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။